ပါသည်ရေပြင်းလေးကြည့်ကသက်ပြင်းလေးပြချာကိုမျောတဲ့အကြောင်းလေးသိညာသိပါလားအော်နီဥကံတော်ရေအစ်တညာမင်းသမီးဆိုကျွန်တော်လဲအဲ့ဒီမှာလူငယ်ဒီဇိုင်နာလူငယ်9နှစ်ကျော်လောက်ကဆိုတော့ ရှိန်တာပေါ့အဲ့လိုပဲဟုတ်ကဲ့ဟုတ်ကဲ့ပေါ့သူကလည်းဟုတ်ကဲ့ပေါ့အဲ့လိုသူနဲ့ကျွန်တော်လည်းပထမဆုံးအရင်တိသွားတယ်မီးလင်းတဲ့ခါမှပြောတယ်ကျွန်တော်ကျွန်တော်အခုတည်းရှိနေတယ်မီးကတော့မလင်းတော့တကယ်ကုန်သွားလို့နောက်တစ်ခါကျရင်တမူးလွဲဆိုတော့တစ်ခါကျရင်တချို့မသိတဲ့သူတွေကြတယ်ပေါ့နော်ဟိုတခြားဘက်ကွန်မန့်တွေရောရေးကြတယ်ဒါပေမဲ့ဖန်နီကအားကိုးရတယ်သူကအောက်မှာဝင်ရေးတယ်သူကဒါမောင်နှမကြီးအရင်ချစ်ကြတယ်ဆောက်ရှောက်ကြတယ်အော်ဒီနေ့အဖေးကိုစကားဟိုဖေးရတိုင်း ဟိုပြန်ရုပ်ရှင်မတင်လာကြရေပေါ့နော်ဒီနေ့ကပြန်တင်တဲ့ကားဆိုအာကျွန်တော်ဒီနေ့ဝစ်ဆောင်လဲချက်ထားပေးနေတဲ့အတူတူလာပြီးရေခုံတာပါဒီကားရဲ့တော့ကျွန်တော်နဲ့သူနဲ့စပြီးတော့ခင်ခါစပဲရှိသေးတယ်ကျွန်တော်သူ့တော်မှာဝစ်ဆောင်တစ်စုံလောက်ပဲချုပ်ပေးဖို့တည်းအရင်မခင်ပေးဘူးပေါ့နော်အချိန်နေကြလာနဲ့မြတ်ဝစ်ဆောင်နေတဲ့အများကြီးလုပ်ပေးနေတဲ့မိသားစု personal ရအောင်ကျွန်တော်တို့ဒါပို့ပြီးတော့ရင်းနှီးလာရဲမောင်နှမရဖြစ်လာပါဘောနော်အဲ့တော့အခုဒါဒီဇက်ကားလေးရတဲ့သူ့အတွက်အမှတ်တရအခုမှအကြိုင်ဒီမှာတင်တာဆိုတော့ဒါသူ့အသက် ဒါ30အောက်လောက်ထရရိုက်ထားတဲ့ကားလေးဆိုတော့ဒါဒီနေ့ကျွန်တော်လည်းတော်တော်ကြာပြီမဲ့လည်းဒါပိုရင်ခုန်နေပေါ့နော်။ဒီရင်တော့ဇကားကောင်းလေးပေါ့။ ဒီနေ့ဝစ်ဆောင်ကကျွန်တော်ဖွေးရကြတော့ဒီတစ်နှစ်ပတ်လုံးအဖြူရောင်ပဲဝစ်ချင်တယ်လို့ကျွန်တော်ပြောတော့ကျွန်တော်ကဒီနေ့လည်းအဖြူရောင်လေးပဲလုပ်ထားပေးပါတယ်ဒါပေမဲ့ဟိုဂန်ကော်နီဇက်ကဖြစ်တဲ့အတွက်ဂန်ကော်ပန်ကြီးကြီးလေးတစ်ခွင်းတော့ကျွန်တော်အဲအင်ဂျီကိုရဲမှာ creation လုပ်ပေးထားပါတယ်ဒီဝစ်ဆောင်ကတော့ academy မတိုင်ခင်တည်းကကျွန်တော်တို့ဟိုဟာပေါ့စပြီးတော့ season 1ပေါ့နော်ဒါပေမဲ့အခုဒီပွဲနီရောမှာကျွန်တော်လက်စတက်ပြီးတော့ ချောက်လိုက်ချုပ်ဖြစ်တာပေါ့အဲတော်တော်များများကသူလည်းပြန်မြူသွားတယ်ရောကျွန်တော်စီမှာရှိပါတယ်ပြန်မြူတာအဲသူဟိုအရုပ်ကလေးမှတ်မိမလားမသိဘူးဟုတ်ရုပ်ကလေးနဲ့ခရဲရခရဲရောင်လေးနဲ့တော့အဲတော့ကလည်းသူအဲ့လိုပဲအဲ့ရုပ်ကလေးတော့သူချစ်တဲ့ခါကျဖိပြန်ယူမယ်တော့အကိုဆိုအာနဲ့ ဒါမဲ့လည်းကျွန်တော်စီမှာလက်ရှိရှိသေးတယ်။သူတို့ညီမလည်းအဝေးစားရအများကြီးဆိုတော့သူလည်းထားမဲ့နေရာမရှိသေးဘူး။အဲ့ခါတော့ကျွန်တော်ပဲတင်သားပါသေးတယ်။အမှတ်တရဖြစ်တဲ့ဝေဆုံလေးတို့ကျွန်တော်စီမှာအခုတိရှိသေးတယ်။သူနဲ့ကျွန်တော်လည်းပထမဆုံးအရင်တွေ့ဝါးမီးလင်းတဲ့ခံဝင်ကြတယ်ကျွန်တော်စီမှာအခုတိရှိသေးတယ်။မီးကတော့မလင်းတော့တကယ်ကုန်သွားလို့တကယ်လို့ပြန်ကြမယ်ဆိုတော့တကယ်ပြန်ဖြေရမယ်။ဟိုကျွန်တော်တချိန်ချိန်မှာဟိုပြန်ပြီးတော့မှခွေးအတွက်ဝတ်ဆောင်လေးဟို လူတိများရဲ့ဝတ်စုံလေးကိုပြန်ပြီးတော့မှဟို plan ကောင်းကောင်းလေးနဲ့ပေါ့နော်ပြန်ပြီး show ပဲကျွန်တော်ရဲ့ဥပမာဟို fashion show တွေမှာကျွန်တော်ပြန်ပြီးတော့မှဟိုပြဖို့လေကျွန်တော်တိတ်တိတ်နာဖြစ်ပါရဲ့ဟုတ်ဟုတ်ဟိုကျွန်တော်ဝတ်စုံကိုပွေးပွေးဝတ်လို့လည်းပါပါရဲ့ဒါတော့လေဟိုတခြား designer တွေဝတ်တဲ့ဝတ်စုံမှာပွေးလဲဒါပောက်တဲ့ဟာတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်နဲ့ပွေးနေဆိုရင်တော့ပို့ပြီးတော့မှဟို fan တွေကရောပို့ချစ်ပေးကြရဲ့ ကြောင့်မို့လဲပါပါတယ်။ပြီးတော့ဟိုမန္တမနဲ့ညညနိုင်နိုင်နဲ့ကျွန်တော်တို့ကတေချာလေးစီစဉ်တာပေါ့နော်။ဟိုပြီးတော့ကျွန်တော်နဲ့လည်းလက်တွဲလာကြပြီဖြစ်တဲ့အတွက်သိပ်ပြီးတော့အခက်ခဲသိမ့်မရှိတော့ဘူးပေါ့။အဲ့ဒါလည်းပါပါတယ်။သူ့ကြိုက်ကိုသိနေရပေါ့။ဟောစတာကြောင်မင်းသမီးဆိုကျွန်တော်လည်းအဲ့မှာလူငယ်ဒီဇိုင်နာလွန်ခဲ့9နှစ်ကျော်လောက်ကဆိုရှိန်တာပေါ့။အဲ့လိုပဲဟုတ်ကဲ့ဟုတ်ကဲ့ပေါ့။သူကလည်းဟုတ်ကဲ့ပေါ့အဲ့လိုပဲ။နောက်ပိုင်းကျလည်း ဒီခုကြတခါတည်းလည်းအဲ့လိုပေါ့အတူတူမုတ်စားပါစားအတူတူဟိုတောက်တဲ့ခါလည်းအဲ့လိုပဲပေါ့တခါတည်းသူအော်ကိုအော်ပေါ့ဟိုတခါတည်းတဘူးတွဲဆိုတော့တခါတည်းတချို့မသိတဲ့သူတွေကြတယ်ပေါ့နော်ဟိုတခြား back comment တွေရေးကြတာပေါ့ဒါပေမဲ့ fan တွေကအားကိုးရတယ်သူကအောက်မှာဝင်ရေးတယ်သူကဒါမောင်နှမကြီးအရင်ချစ်ကြတယ်ဆောက်ရှောက်ကြတာဒါပေးမမျိုးပါဘူးဆိုတော့ကျွန်တော်တို့ဆိုအရင်ချစ်ကြတယ်လေအဲ့ခါကျတော့ဒါသူတို့အရင်ချစ်ကြမောင်နှမကြီးဆိုပြီး fan တွေကဝင်ရေးပေးတယ် အကူရအဲ့ဒီလိုပါပဲဒါပေမဲ့ဟိုမတည့်ရသူနဲပါတယ်တည့်ရသူအားလုံးကဒါကျွန်တော်တို့ရဲ့ကျူစင်နဲ့မန္တမဒါ၃ယောက်ဒေါက်တာကြီးနဲ့ဒါဒေါက်တာကြီးဆိုလည်းသူ့အလတ်ပတ်ကြီးလုပ်ပြီးကျွန်တော်လည်းအင်ဂျင်စင်တယ်ဆိုတော့ပြကြပါတယ်ခွေးရလည်းအမြဲသူသူတင်လိုက်တိုင်းအပူအပူနဲ့ပဲကျွန်တော်ကလည်းချင်းညီမဆိုပြီးပြောနေကြဆိုတော့သိပါတယ် ဒီကတော့အပြန်လဲလေးစားမှုပေါ့နော်ကျွန်တော်ပုံမှန်နေနေပြောရလို့ရှိရင်ဒီလိုမျိုးနေဆိုရင်ဒါသူကမင်းသမီးပဲကျွန်တော်ကလည်းဒီဇိုင်နာပဲကျွန်တော်တို့အလုပ်ကိုအလုပ်နဲ့ကြွားလုပ်တယ်ဒါပေမဲ့ဒီဘွဲပြီးွားရင်သူလည်းပြောရမယ်ကျွန်တော်လည်း relax လုပ်တယ်အဲ့ချိန်မှာကျွန်တော်လည်းသူ့ကိုတခြားအကြောင်းတွေလည်းပြောချင်ပြောမယ်ဒါကျွန်တော်ရေခွင့်နေနေဖွင့်မယ်ဒါဒီလိုမျိုးခံထားတယ်ကျွန်တော်တို့သွားတဲ့အတွက်လည်းရေရှည်ဟိုဟာဖြစ်တာထင်တယ်ဟုတ်ချစ်ပိုပြီးချစ်ကြတယ်ဖေးရဲ့ဒီစကားကောင်းဆိုတော့လေလာကြည့်တက်มาရဲ့ပြီးတော့ ဟိုခွေးတော့လဲ congratulation လုပ်ပါတယ်အော်သူများအများကြီးပြောနေတိုင်းပေါ့နော်ဒါလဲခွေးရဲ့နောက်ထပ် band win ဖြစ်လာပါလိမ့်ခင်ဗျာ